ဲ့ချက်ရုံး simple present tense မှာအခုသွားမဲ့ verb form ဒီ question မေးခွန်းပုံစံလာပြီမေးခွန်းပုံစံဆိုတာ ਨੇ ကျွန်တော်သွားရမဲ့ပုံစံဒီဒီမှာပုံစံလေးပြထားတယ်အဲ့ပုံစံအတိုင်းကိုကျွန်တော်သွားမယ်အဲ့ဒီပုံစံကိုတော့ရထားမှာဖြစ်လိမ့်မယ်เนาะအကြည့်ပြော အများကြီးတွေ့ပြီသူက positive လုပ်ပေးထားတယ် positive ဆိုတာမေးခွန်းရိုးရိုးမေးခွန်းအရင်မဟုတ်ဘူးနော်ရိုးရိုးမေးခွန်းမေးရင်ဆရာမတို့ကဒူးရဲ့ subject ရဲ့ဘဝန်းရဲ့ပုံတွေပဲဘဝန်းဆိုတာဒီဘဝန်းမှာ ACS ကတ်မလားမဟုတ်ဘူးနော်ဘဝန်းရိုးရိုးပဲလားနော်အဲ့တော့ပုံတွေမှတ်ပါပါရဲ့ပါရဲ့ဒူးရဲ့ subject ရဲ့ဘဝန်းရဲ့ ုမျိုးပဲဒီစကလုံးနေတွေးပြီး negative ဆိုတော့အငင်းမေးခွန်းမေးလာပြီဆိုရင်တော့ကျွန်တော်တို့မသုံးလဲ Don't September 1ဘယ်လိုသုံးလဲပြောပါ Don't September 1ဟုတ်လား he is he ye ye anake subject anake ni pa bi so yin tu ko positive me kon hout de lo me de me kon ma that subject one belo pyan phin ma le 10 September 1အဲ့တော့ negative မေးခွန်း negative မေးခွန်းဆိုတာမဟုတ်ဘူးလားလို့မေးတယ်မေးခွန်းဒါမျိုးဆိုရင်ကျွန်မတို့က10 September 1ချက်ကိုချက်ထားရမယ်နော်တိကိုတိထားရမယ်နော်အဲ့ဒါမှမသိဘူးဆိုရင် verb form မှာခြားခြားလဲသွားမယ်အဲ့တော့ Yes subject verb 1 does a subject verb 1ဒါလေးရပြီလားရပြီနော်ရပြီနော်ကဲဒါဆိုရင် example လေးစကြည့်အောင် Bless she walk in a hospital. သူဆေးရုံမှာအလုံးလုံးလားလို့ Yes. ဟုတ်လား? Yes. အဲ subject လေးကိုကြည့်ရှိမဟုတ်ဘူးလားဟုတ်ပါတယ်ဒါဆိုရင် positive မေးခွန်းမဟုတ်ဘူးလားဗာလေးတော့ yes အလောက်လွယ်တာဒီလောက်ပဲရှိရဆရာမတခါတည်းခုခတ်ထားပြီးသားဟုတ်လားစားရုံပဲအဲ့တော့ does she walk ဝါဝါမ asset သွားထည့်လို့ရလားမရပါဘူး does she walk in a hospital ညီမလိုလေးဘာသာပြန်တော့ သူမဆေးရောမအလုံးလုံးသလားဟုတ်တယ်နံပါတ်2ဖတ် Do you for Bland new not play hospital oh sorry for football on weekend weekend ဆိုတာဒီလားစနေနဲ့တနင်္ဂနွေပအဲ့ဒါ weekend လို့ခေါ်တယ်နော်စနေတနင်္ဂနွေအားလည်းရက်ကိုပြောတာကဲဒါဆိုရင် not play you you လေးကိုအရင်စားကြည့် you negative မေးခွန်းမတော့ Don't don't you don't, don't you play football on weekends ကျွန်တော်လိုပြောတော့မင်းစနေတနင်္ဂနွေမှာမကစားဘောလုံးမကစားဘူးလားဟောင်းမိရမကစားဘူးလားလို့နေတာဟုတ်လားပုံမှန်ကစားစေချင်တာပေါ့ကွာဟုတ်လားအဲ့မင်းမကစားဘူးလားလာခဲ့လေထွက်လေဟာနင်းကလည်းမလုပ်နိုင်လေအဲ့ဒါမျိုးเนาะအခုနံပါတ်3 plan the train leave at 9 am 9နာရီမှာဒီရထားထွက်မယ်ဆိုတော့ဒါဒီသူ့ရဲ့အစီအစဉ်ငင် time table ကိုပြောထားတာမဟုတ်လားအဲ့တော့ကျမတို့ဒီ simple present tense သုံးရမှာလဲခေါင်းနဲ့ထည့်ထားနော် simple present tense သုံးရမှာခေါင်းနဲ့ထည့်ထားဒါဘာဖြစ်လို့ဆိုတော့ကျမတို့ test တွေအများကြီးလာအောင်မှာ simple present tense မကသေးဘူး simple အာ sorry simple past tense တွေလာမယ် present perfect tense တွေလာမယ်အများကြီးလာအောင်မှာဒါတခုလည်းပဲရှိသေးတာဟုတ်လား Okay, the train subject negative two, Dima. Positive. Sajang, Bado. Yes. Hello, yes. Below ye. Does the train leaves at 9 a.m.? Bada bien, no? Yes. Yes, Tata. Cô này, cả nhà là mình là mình nè nó nhà rồi PM nó là mình nè cô này mà ထွက်သလားဒီညမှာ leave ဆိုတာထွက်ခွာအောင်အရာပြောတာเนาะနောက်နံပါတ်၄ soup or black black soup soup no watch tv every night ညတိုင်း soup soup ဒါဆိုရင် soup soup ပဲရင်စဉ်းစားမယ် doesn't doesn't negative no panavi ဒါဆိုရင်အဲအဲ့တော့ပြော doesn't soup soup why က်တာလေးပဲ။ဘတ်ဖောင်လွယ်လားမလွယ်ဘူးလား။လွယ်ပါလေ။လွယ်တယ်နော်။မယောသွားစေနဲ့မရှုပ်သွားစေနဲ့ချက်ပေးထားတဲ့ဟာအတိုင်းကိုပဲတေးချလေးဘာလို့မလဲ။လိုက်ပြီးတော့သွားမယ်လိုက်ပြီးတော့ကြည့်မယ်။အဲ့ဒါဆိုရင်ဘတ်ဖောင် special မှန်သွားလိမ့်မယ်နော်။